တိပြိုကျလူရှိရတယ်ကိုင်းတိုင်းကိုဗဟုပြုပြီးမက်ချ်လာ28ရဲ့နေရရစ်ချက်စတာ9.9အဆင့်ရှိအင်အားပြင်းကလေးအကြောင်းမန်လေးမြို့မှာ လူထိကိုက်သေးဆုံးတာတွေနေအိမ်တိုက်တာအဆောင်တွေပျက်စီးဆုံးရှုံးတာတွေအပြင်ချစ်အောင်အမွေအနှစ်တွေလန်ဒါတာတွေလည်းပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ အဲ့ဒီအထဲမှာမန္တလေးတိုင်းမဟာအောင်မြင်မြို့နေစိန်ပဲရွက်ကွက်ဟာငလီရည်နေသားမကမင်းလောင်တာကိုလေခံခဲ့ရပြီးအင်ချေ၄၀၀ကျော်ခန့်မင်းလောင်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီငလီရည်နဲ့မင်းဘေးကိုတပြိုင်တည်းကြုံခဲ့ရတဲ့စိန်ပဲရွက်ကွက်မှာထိခိုက်သေးဆုံးသူ၁၀ဦးရှိခဲ့ပြီးထိခိုက်သေးဆုံးသူတွေပိုတိုးလာနိုင်တယ်လို့စိန်ပဲရွက်ကွက်နေသူတွေကဆိုကြပါတယ်။အဲ့ဒီစိန်ပဲရွက်ကွက်ဟာငလီရည်လှုပ်ခတ်ပြီးအနည်းပါးရဲ့အကြာမှာမင်းလောက်ခဲရမို့ပြည်သူတွေဟာအဝတ်တထည်ကိုတစ်ခုနဲ့ အသက်လူထွက်ပြေးခဲ့ရပြီးပိုင်ဆိုင်မှုတွေလည်းမင်းလောင်ဆုံးရှုံးသွားခဲ့ရလို့ရက်ကွက်နေသူတွေကဆိုကြပါဗျ။အဲ့ဒီမင်းလောင်မှုကိုကိုရိုက်ကြုံခဲ့ရတဲ့အမျိုးသမီးတူက War News ENC ကိုခုလိုပြောပါဗျ။ငင်းငင်းတော့တုံးကကြတော့ကြဒီတိုင်ကြီးတွေကနေပြီးတော့မင်းလောင်ပောက်ပွဲတယ်လို့ကြီးပဲဖြစ်လာတဲ့ခါကျမှအဲ့ဒီတော့ကဒီထိတ်မှဆိုတော့နေအဖွားကြီးတွေနဲ့ဒီတိုင်ဟိုဖြစ်နေရတဲ့ခါကျတော့မင်းလောင်ပောက်ပွဲတယ်လို့ဖြစ်လာတော့ခါကျလမ်းပြန်ပြီးတော့အပေါ်ပြီးတော့ဘာပစ္စည်းတွေမှလည်းမရလိုက် ။ဟိုအတင်းနဲ့လူရဲကြတော့ဒိုင်းတွေကကိုယ့်ရဲ့ကြတော့တော့အိမ်ဒီဘောကနေကြောဖြက်မြေးလာကြ။ရည်ရည်တဲကနေတော့နေတဲ့သူကလည်းကုခတ်မြေးလာကြ။ဒိုင်းတွေကကိုယ့်ဝါတဲ့ခါကျတော့ဒီဒီရေနုံနေတဲကနေပြီးတော့လေဖြက်ပြေးလာတဲ့ရေနုံနေလည်းဒီလောက်လို့စိုက်တဲ့အဲ့ဒိုင်းတွေဆိုရင်အဲ့အားတွေတဲကနေဖြက်ရဲ့ပြေးလာကြတာတွေပဲစစ်ကြတာ။အကုန်လုံးဝိုင်းဝင်းပြီးတော့တယောက်နဲ့တယောက်အဲ့လိုနေနေလဲဆိုဆွတ်တယ်။ပြင်ကြတာတော့အပုံလုံးလေဘသူမဆိုကို့အမျိုးမဟုတ်ဘဝနမသားချင်းမဟုတ်ဘောနော်။ တွေးတဲ့သူကိုလက်ဆွဲပြီးတော့အပုံးခွာဖို့ပြီးကူညီကြတချို့ဆိုလို့ရှိရင်ဟိုဘက်ကနေလမ်းနေပြသွားလို့ရှိရင်အာငါအိမ်မော်နေကြောတက်ပြေးကြသူ့အိမ်မော်နေကြောတက်ပြေးကြအဲ့လိုပဲအပုံးပြေးကြတာလွတ်ရလွတ်မြောက်လေဘာပစ္စည်းတွေကိုမှအရမယူမူတွေကိုပဲတယောက်နဲ့တယောက်ခင်းပြီးတော့ဝိုင်းဝန်းပြီးချမ်းကလေးတွေလည်းငိုရဲကလေးတွေလည်းငိုကြပါတော့အဲ့လိုခဏမှပါပဲနဲ့မအေးပြောက်လို့ပြေးတဲ့ကလေးတွေလည်းပြေးကြလူတွေလည်းလူတို့ကများတော့အိုက်ဒိုက်အဲ့ဒါဆိုဒါကြီးလေအဲ့ဒီကနေဒီကုန်းမော်ရအောင်ပြေးလွာလာကြတာအတင်ပြေးလွာကြတာ လူကြီးတွေကလည်းအသက်ကြီးတဲ့သူတွေကိုကိုယ်ဆွဲရပြီးတော့ဘသူမဆုံးဘောနော်အဖို့ဆွဲရပြီးတော့ဒီလမ်းမောရအောင်တော့တင်းရင်းလာကြကြအဲ့လိုလမ်းမောရောက်ပြီးဆိုမှဒီမိဖို့လူကြီးတွေတအားကြီးတွေလုံနေတဲ့ခါကြလဲဒီနားကြီးကလည်းဒီလမ်းမောကြီးလည်းနေလို့စိတ်မပြေတော့လွတ်ရကျူကပြေးကြရတာလေငလင်းနဲ့မိန်မေကြအသက်လူထွက်ပြေးလာခဲ့ကြရတယ်စိန်ပဲရွက်ကွက်နေပြည်သူတွေဟာအသက်ရှင်ရက်တရေအတွက်အကူအညီလိုအပ်နေကြတယ်လို့ဆိုကြပါဗါတယ်သူတို့ဟာဘေးကင်းလူရှုံစောနေထိုင်ရေးအပါအဝင် စာဝဲနေရေးကျန်းမာရေးစောင့်ရှောက်မှုတွေလည်းအရေးပါအကူအညီတွေလိုအပ်နေကြတယ်လို့ဆိုကြပါဗါအဲ့ဒီငလျင်ပိတံတိပိသူတွေကိုကူညီထောက်ပံ့မှုရှိပြီမဲ့ရေရှည်ရက်တည်းရေပြန်လေထူထောင်ရေးအတွက်အကူအညီတွေလိုအပ်နေကြစေလို့မန္တလေးမြို့နေပြည်သူတွေကဆိုကြပါဗါစကိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်တေဆုံးသူ3600ကျော်ထိခိုက်ဒဏ်ရာရသူ9000ကျော်ပျောက်ဆုံးနေသူ150ကျော်ရှိရလို့ဧပြီလ10ရက်နေ့ညမှာစစ်ကောင်စီကထုတ်ပြန်ပါတယ် အဲ့ဒီထဲမှာမန္တလေးတိုင်းဟာတေဆုံးတင်ရရထိခိုက်ပျက်စီးမှုအများဆုံးဖြစ်တယ်လို့လည်းစစ်ကောင်စီကဆိုပါတယ်အဲ့ဒီစိန်ဘက်ရွက်ကနေပြည်သူတွေဟာကားလမ်းမေးတွေမြေကွက်တွေမှာအဆင်ပြေလို့နေထိုင်အိတ်ဆက်နေကြရမှုဘေးကင်းလုံခြုံမှုကင်းမိပြီးစိုးရင်ကြောင်းလဲစိတ်တွေနဲ့နေထိုင်နေကြရတယ်လို့ဆိုကြပါဗျ။အဲ့ဒီလိုအခက်အခဲတွေကြောင့်ကုညင်တွေလိုအဲ့နေကြရတယ်လို့စိန်ဘက်ရွက်ကနေပြည်သူတူအားခုလိုပြောပါဗျ။ဘယ်နည်းလိုလက်ရှိဘလိုကုညင်တွေလိုရလဲဆိုတော့ဒီနေဖို့ထိုင်ဖို့ပဲအဓိကတော့ နေဖို့တိုင်းကိုသာဒီမှာဖူးဆိုရင်လမ်းမင်းကအဲ့ဒီညဆိုမလုံးညုံဘူးဖူးဒီနေ့တော့ရရှိပြီတဖိုးရံလျှောက်လာတာပတ်တယ်ဒီကထဲမှာမင်းညလည်းလာတယ်နေတိုင်းလုံးလို့ပါပဲတဖိုးကတော့လာနေရပဲဒီခုသူတို့တွေဆိုဒီနားလေးလာတယ်ညကြဖူးကသူတို့လုံးယုံလိုက်အေးရတယ်ဒီနားမှာသူတို့လုံးလုံးယုံယုံအိမ်မရှိဘူးဖြစ်နေအဲ့လိုမျိုးပဲကြောင့်မလို့နေရထိုင်ရင်းလေးပဲဒီကတော့ energy လိုတာပေါ့ကျန်တာကတော့အဲ့လောက်တော့ဟိုကဖြစ်မှာဘူးစားတာကြတော့စားတာတောက်တာဒီကလာဝေတဲ့လူနဲ့စင်ပြေပါတယ် အဲ့ဒီနေရာထိုင်ရတော့ဒုက္ခရောက်တယ်တော်တော်များများဟိုအိမ်သာအိမ်သာတက်တာတို့ပါဘူးဆိုတော့ကိစ္စတွေကဆစ်မပြေတာဘုံကြောင့်လည်းအိမ်သာလည်းလက်ချင်းပြုတ်မလဲမသိဘူးဇောက်လို့ပြင်းနေအားကြောင့်မလို့ဖုန်ဒီလားတဝိုက်ကလူရဲဆိုရင်အိမ်သာတက်ဖို့ဆိုဒုက္ခရောက်တယ်တွားလာတာစစ်မပြေဘူးဒီကန်တော်ကြီးဘက်ထဲတွားနေရတာလည်းလေတရားညတာဆိုပူအောင်ဆိုးသေးတယ်နော်ဇောက်ဒီနားလည်းတော့အိမ်နေရာထိုင်ရင်းနဲ့အိမ်သာတစ်ခုလောက်ပဲအဲ့လားအဲ့လားဆိုတော့စင်ကြရပါ အဲ့ဒီငလျင်ကြောင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းချမ်းပြည်နယ်အခြေမြောက်ပိုင်းနဲ့နေပြည်တော်ကစီနီမီတွေကိုအာနာဘိန်းစစ်ကောင်စီရဲ့အမျိုးသားတဘာဝဘေးရန်ကြီးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှမက်စလန်၂၈ရက်နေ့ကအရေးပေါ်အခြေအနေကြေညာထားပါတယ်။အဲ့ဒီငလျင်ဘေးအတွက်နိုင်ငံလေဝါကလာရောက်ကူညီဆောင်ရွက်ထောက်ပံ့ပေးနေကြတာတွေရှိပေမဲ့တကယ်ဒုက္ခရောက်နေတဲ့အရက်သားပြည်သူတွေစီခီတီရောက်မရောက်ဘူးလို့လည်းပြည်သူတွေကဆိုကြပါဗျ။ မလေးဘေးဒဏ်ကိုအဓိကကြုံခဲ့ရတဲ့ပြည်သူတွေဟာပြည်လေထူထောင်ရေးအတွက်ခီရောက်တဲ့အကူအညီတွေလိုအပ်နေကြသေးဖြစ်တယ်လို့ပြည်သူတွေကဆိုကြပါဗျာ။